Hello အားလုံးပဲမင်္ဂလာပါဖိုးဘောမချန်ကနေကြိုဆိုပါတယ်ဆိုတော့ပရီးမီးယားလိပွဲတင်7အဖြစ် Chelsea ကအိမ်ခွေမှာဝူပန်အနံကိုလက်ခံကစားရပါမယ် Chelsea အနေနဲ့ဂိုးပြတ်အနိုင်ရနိုင်မယ်နောက်ထပ်ပွဲမျိုးပါတကယ်ဂိုးပြတ်အနိုင်ရအောင်ကျွန်တော်လုပ်နိုင်ပါမလားဆိုတော့ညီကလေးအနေနဲ့ရောဒီပွဲကဘယ်လိုရလက်တွေထွက်ပေါ်လာမယ်ထင်ကြပါလဲဆွေးနွေးကြပါအောင်ဆိုတော့အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့ Chelsea အနေနဲ့ကျွန်တော်တို့ဒီအဆင့်20ကဝူပန်ဟန်တန်ဒီရာဒီပရီးမီးယားလိမှာ တဲ့တင်နေတော့နိုင်ပွဲမရှိသေးတဲ့အတင်တတင်ကိုအိမ်ဝဲမှာလက်ခံကစားရမယ်။ချက်စီမှာလိုအပ်ချက်တွေအများကြီးပါ။အတူတူလေးပဲဝူဘာဟန်တန်ကိုတော့သူတို့တွေတိတ်ပြီးတော့ဒါခက်ခက်ခဲခဲကြီးကန်ရလိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်။ဒီရှိမတိုင်ခင်မှာလဲသူတို့ကဥပဟန်တန်ကို EFN ကတ်မှာလာမသူသူတို့အနိုင်ယူထားပါသေးတယ်34နဲ့ DND Lab ဒါအနီးကထိတဲ့ပွဲပေါ့လေအဲ့တော့ဥပဟန်တန်ကိုတော့သူတို့တွေအိမ်ကွင်းမှာကစားမဲ့ဒီလိုပွဲမျိုးဒီလိုပြိုင်ပွဲမျိုးမှာတော့ အနိုင်ရအောင်ဆွဲဆောင်နိုင်တဲ့နေတယ်မှာပါတယ်ပေါ့ဆိုတော့ Uber Hunter ကအခြေအနေတော်တော်ဆိုးနေပါတယ် Uber Hunter ဟာနီးပြားဖြစ်တဲ့ Fitter ပါတယ်ဒါလားနော်သူ့ကိုကျွန်တော်တို့နေပေါ့နော်အာထုတ်ပယ်လိုက်ရတဲ့အခြေအနေမျိုးတီးကျွန်တော်ဖြစ်သွားတယ်ဒါအဆင့်20ရောက်နေတယ် Uber Hunter ကဒီရာဒီပရီးမီးယားလိ10ပွဲမှာသူတို့2ပွဲတရေကျပြီးတော့10ပွဲကြီးရှုံးနေထားပါတယ်တပွဲမှအနိုင်မရသေးပါဘူးတပွဲမှအနိုင်မရသေးပါဘူးဒါအပြင်တိုက်စစ်က9ဂိုးရပြီးတော့ခန်းစစ်က22ဂိုးဒီပြီးထားပါတယ် ခံစစ်က22ခုပြီးထားရပါတယ်။တရားဒီလုံးနေလို့မှနှစ်ပွဲပဲနှစ်မှတ်ပဲကျွန်တော်အနိုင်ရပါသေးတယ်။နောက်ဆုံးဥပဟန်တဲ့ရဲ့၅ပွဲကိုကျွန်တော်ကြည့်ရင်၃ပွဲဇက်တိုက်ရှုံသွားပြီးတော့အဲ့ဒီ၃ပွဲရဲ့ရှိမှနှစ်ပွဲဇက်တိုက်တည်ကြထားပါတယ်။နောက်ဆုံး၅ပွဲဇက်အနိုင်မရသေးသလိုနောက်ဆုံး10ပွဲဇက်တိုက်အနိုင်မရသေးတဲ့အတင်လေးကျွန်တော်ဖြစ်တယ်ပေါ့နော်။ဒါကြောင့်ဥပဟန်တဲ့အတွက်ကတော့တော်တော်လေးကိုစိတ်ပြည့်စရာကောင်းတဲ့အခြေအနေမျိုးပါ။ဆိုတော့အပြောင်းလဲတွေပါနေဆိုတဲ့နေရာမှာလည်း ထူးထူးခြားခြားကြီးသူတို့အနေနဲ့လှုပ်ပြနိုင်စွမ်းကျွန်တော်မရှိဘူးပေါ့နော်ဆိုတော့ဟိုတိုက်စစ်မှာဆိုလို့ရှိရင်လည်း strand larsen တို့လိုကစားမတွေရှိပြီမဲ့လို့ပြီးခဲ့တဲ့ရာသီကမတီးစကွန်ညာတို့လိုကစားမတွေအကူအညီပေးနိုင်မဲ့သူတွေမရှိတဲ့ကတိုင်ပတ်ရတယ်ကွင်းလယ်မှာဆိုလို့ရှိရင်တော့ကျတို့အနေနဲ့ဒီအန်ဒရယ်တို့ဂျာဂိုမက်စ်တို့လူကစားမတွေရှိပြီမဲ့လေလို့နောက်ဆုံးကစားခဲ့တဲ့ဖူလန်နဲ့ပွဲမှာပွဲကစားခွင့်တောင်းမှသူတို့မရခဲ့ဘူးအပြောင်းလဲတွေနီးပြကလှုပ်ထားရတယ်။သို့တော်လည်းပဲဘလူးမန်တိုးတက်လာတာတွေကျွန်တော်မရှိဘူးပေါ့နော်။ဒါကြောင့်ကျတို့ကြည့်မယ်ဆိုရင် ဂူပဟန်တန်ဟာပြက်တနာအကြီးတက်နေပြီးတော့တန်းဆင်းရမယ့်အရင်းနဲ့ရင်ဆိုင်နေရတယ်။နီးပြားတဲ့ဖြစ်သူကအပြောင်းလဲလုံနိုင်ရင်တော့ကျွန်တော်သာတမျိုးပေါ့လေမဟုတ်လို့ရှင်တော့ဘလူးမန့်ကိုကျွန်တော်သာအဆင်ပြေမှာကျွန်တော်မဟုတ်ဘူး။ဒါကြောင့်ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဥပဟန်တန်တွက်ကတော့ဘလူးမန့်အဆင်မပြေဘူး။ဒီပုံစံနဲ့လေချဲဆီကိုရှင်ပြိုင်ကစားနိုင်ဖို့ကကျွန်တော်မလွယ်ပါဘူး။ဆိုတော့ပြီးခဲ့တဲ့တစ်ချိန်ချဲဆီနဲ့သူတို့တွေ့တော့က ဘူဘာဟန်တန်ကအိမ်ဝင်းမှာ EFN ကဖြစ်သူတို့ကစားရတယ်3 4ဆိုတဲ့ရလဒ်နဲ့သူတို့ရှုံးနေထားရတယ်ပေါ့နော်အဲ့ဒီပွဲမှာဆိုလို့ရှိရင်လည်းထုံတဲ့တိုင်းပဲเชลซีဘက်ကအပြောင်းလဲတချို့နဲ့သူတို့ပွဲထွက်လာတာဘူဘာဟန်တန်ကိုအေးအေးဆေးဆေးနိုင်ရမယ့်အနေအထားမျိုးတီသူတို့ရောက်ခဲ့တာဒါ3 4တွေပါလေဆိုတော့မလူအပ်ဖဲဖြစ်သွားတာတကယ်တမ်းကပေါ့နော်ဂိုးပြက်တွေပါလေသူတို့အနိုင်ရခဲ့တင်တာမဟုတ်ရောဒီအချိန်ဒီကဟိုဘယ်လိုပြောမလဲเชลซีအတွက်စိတ်ပူစရာမရှိဘူးပေါ့တခုပဲသူတို့เชลซีနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကြည့်ရင် ဒါမှတော့ Chelsea နဲ့ပတ်သက်လို့ကျွန်တော်ပြောရင် Chelsea ကဒီရာဒီမှာအဆင့်ခွန်မှာရှိနေတယ်ပေါ့နော်ကျွန်တော်တို့က10ပွဲကစားပြီးတဲ့အချိန်ဒီမျိုးမှာ9ပွဲနိုင်တယ်2ပွဲတည်ကြတယ်3ပွဲရှုံနေထားတယ်တိုက်စစ်က18ခုရပြီးတော့ခန်းစစ်က17ခုပြန်ပေးထားတယ်18မှတ်ပေါ့အဲ့တော့နောက်ဆုံး9ပွဲကိုကျွန်တော်ကြည့်ရင် Chelsea က2ပွဲထိရှုံနေထားတယ်3ပွဲအနိုင်ရထားတယ်ပေါ့လေဒါလည်းရှိ Chelsea ရဲ့အနေထားပေါ့ Chelsea မှာကျွန်တော်တို့ပြဿနာကကျွန်တော်အနေနဲ့ဒီတောင်ပန်ကစားမားတွေနေပေါ့နော်ကျွန်တော်ဒီခန်းစစ်ပဲခန်းစစ်ကိုကျွန်တော်ကြည့်တဲ့အခါ ပြောမလဲပြီးခဲ့တဲ့ပွဲကပေါ့အနာပြီးထားတဲ့ exam တွေရှိတယ်ပေါ့ကျွန်တော်တော့အချင်းပေါင်းတို့ဘာလို့လို့ exam တွေကလူငယ်လေးဖြစ်ပြီးမဲ့လူပွဲကစားကွင်ပေးသင့်ပြီလို့ကျွန်တော်ထင်တယ်တူစင်တို့ဘာလို့ဆိုလို့ချင်းတအားညံ့နေပြန်ကစားတာပြီးခဲ့တဲ့ဒီ Champions League ပွဲကိုကျွန်တော်ကြည့်နေတာဒုတိယကိုလာတူစင်ဘလို့ဘလို့ဩပထမကိုပထမကိုသူတို့ဟိုဂျရယ်ဟာတူအမှားလုပ်လိုက်တယ်ပြီးတော့ senior player တယောက်အတွေ့အကြုံရှိကစားမတယောက်အနေနဲ့ဂျရယ်ဟာတူလုပ်လိုက်တဲ့အမှားကိုသူ့မှာကာမာလုပ်နိုင်ဆိုရင်ရှိရမှာ position တွေမှားတယ်ဆုံးဖြတ်ချက်တွေမှားတယ်လွယ်လွယ်ကူကူသူ့ကိုကြော်သွားပြီးတော့တိုင်နေပါလိမ့်မယ်နဲ့ပြန်ထွက်လာတယ်ဟိုကောင်ပိတ်နေဂိုးတွေဒါမှမဟုတ်ဖြစ်သွားရောဒရေဟာတူလီကတော့ပွဲကစားခွင့်ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော် Champions League မှာသူအကြီးအတိုင်ပတ်ထားတာအမှားလေးလုပ်တယ်ပင်နေတီလေးပြရတယ်တိုင်လေးပတ်ခဲ့တယ်ဆိုတော့နီးပြကလည်းမိနစ်60အပြည့်သုံးခဲ့တယ်ဆိုတော့တေးကြတဲ့သူဒီနေ့ပွဲစဉ်မှာပွဲကစားခွင့်ရလာမှာမဟုတ်ဘူးဆိုတော့တူစင်အနေနဲ့တော်တော်ကိုတိုင်ပတ်ပါတယ်ကျွန်တော်တော့ဒီပွဲမှာဟိုချာလိုပါတို့ပေါ့နော် အချင်းပေါင်းတို့ကိုခံစားမှတွေပဲပွဲထွက်လာတဲ့နေလို့ထင်တယ်သူတို့ရဲ့အကောင်းဆုံးကလည်းလောလောဆယ်မှာဒါပဲရှိတာ injury ပြဿနာတွေဘာတွေရနေတော့ကိုယ်ဝဲတို့ဘာတို့ကဒါအပြင်အစွန်မှာသလို့ရှင်လည်းပဲပေါ့နော်ကျွန်တော်က James နဲ့ဒါဘယ်လိုလဲဒီဟွာတို့ပဲထပ်ပြီးတော့ပွဲကစားခွင့်ကျွန်တော်ရတဲ့နေ Cucurella တို့ပဲနော်ပြီးလို့ရှိရင်ကျွန်တော်ကတော့ Malagus တို့လည်းအဲ့လောက်ထိကောင်းနေလို့ကျွန်တော်မထင်ဘူးဝင်လေကတော့ဂိုင်စီဟွာတော့ပေါ့လေကျွန်တော်10မိနစ်မတိုင်ခင်မှာလာပြီးအတန်ရရသွားတယ်ဆိုတော့သူဝင်ကစားခဲ့ရတယ်ဒါပေမဲ့လို့ Anzu တို့ဘာတို့အတိုင်းအတာတစ်ခုထိအနားရခဲ့တယ် ဝင်ကစားခဲ့ရတယ်ဒီကစားမနှစ်ယောက်ပြန်ပါမှာပဲဆိုတော့အဓိကကတိုက်စစ်ပဲနီးပြားဖြစ်သူကတိုက်စစ်ကိုဘယ်သူ့ကိုပွဲထုတ်လာမလဲဆိုတာပဲအဲ့ဒီ George တို့ဘာလို့တော့ထက်လို့မလာနေပြန်တော့ George တို့ဘာလို့ကမင်းမင်းဘာမှမတုံလို့မရတာတိုက်စစ်မှာအဲ့ဒီ George ကိုတိုက်စစ်မှာဘာမြင်ကြိုက်နေတယ်လဲကျွန်တော်မစဉ်းစားရဘူးသူတို့တိုက်စစ်မှာဆိုလို့ရှိရင်ထားပါတော့ဒီအခုဗာလဲ Maggie တို့လူကစားမတွေရှိတယ်ဗျာ George Petru ကိုလည်း benefit ဖြစ်နိုင်မယ်ကစားမမျိုး Kiyu က ပြီးရင်ကျွန်တော် LMD lab တို့လည်းရှိတယ် LMD lab ကတော့ဒီပွဲကိုလွဲမယ်ထင်ပါတယ်ဒူဘိုင်နဲ့တဲ့ပွဲမှာအနီးကထိထားတော့ no 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 LMD lab ကဒီပွဲပါမယ်စပါးနဲ့ပွဲကိုသူလွဲပြီးကြားထဲမှာသူစပါးနေတယ်နော်အဲ့စပါးနဲ့ပွဲကိုသူလွဲပြီးသွားပြီအဲ့တော့အဲ့တော့ LMD lab ကဒီပွဲပါမှဖြစ်မယ်ဒီလက်ပါတဲ့နေပေါ့နော်အဲ့တော့အဲ့လိုကစားမတွေရှိနေတဲ့အချိန်မှာကိုပဲ George တို့ဘာလို့လုံမလာနေပြန်နော်ပြီးရင်တောင်မှာမှာဆိုလို့ရှိရင်လည်းပဲပေါ့နော် Jimmy Giddens ကတော်တော်စူးစူးပါ ဂါနာချူကမှချန်ပီယံစ်လိမှာဂိုးသွင်းသွားသေးတယ်ပေါ့နော်ဒါကတောင်မှဂါနာချူလည်းသူအကောင်းဆုံးပုံစံတော့မဟုတ်ဘူးသူကဂိုးသွင်းသွားသေးတယ်ဂိုး contribution တွေရှိခဲ့သေးတယ်နော်ဆိုတော့နောက်တစ်ခုကကျွန်တော်နေနဲ့အက်စတဘာဘောပဲဒီနေရာမှာနီးပြားကစဉ်းစားကြရတယ်ကျွန်တော်ဖြစ်လာပြီပက်ထရိုနီတိုကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းနေတိုဒီတောင်မှမှာအပြေးလွားအတက်အဆင်းနေနဲ့ကျွန်တော်ကောင်းကောင်းလုပ်နိုင်တယ်ဒါပေမဲ့လို့အည်သွေးပိုင်းမှာကျတော့မကောင်းဘူးဆိုတော့အက်စတဘာဘောကိုကျွန်တော်ကြည့်မယ်ဆိုရင်သူ့စီချီတယ်သူ့ချီတယ်ဘောလုံးရောက်ပြီဆိုတာနဲ့ တိုက်စီကိုသူကတခုခုလုတ်ပြနိုင်ဆုံးရှိတယ်ဗျာဒီလားကောင်နာထက်ဟိုဆိုပါလေဒီဒီဒီတယောက်ချင်းတယောက်ကြော်ဖြစ်ရမလားရှေ့မှာရှိတဲ့ space ကို attack လုပ်ရမလား defender ကို attack လုပ်ရမလားသိတယ်မလားအမြင်နဲ့ exit ဖြစ်နေရတာအော်ဒီကောင်လေးစီချေးတဲ့ရောက်တိုင်းဒီကောင်လေးဘာလုပ်မလဲဘာလုပ်မလဲဆိုပြီးတော့မြင်နေရတာပေါ့နော်ဆိုအဲ့လိုကစားမမျိုးကိုကျွန်တော်ထည့်မှလာပေါ့နံပါတ်10ကိုပို့အောင်ကလည်း Joao Pedro ကျွန်တော်ရှိနေတယ်ဘာလို့လဲဆိုတော့ D-Lab ကပါပြီလေအဲ့တော့ကျွန်တော်ကြည့်ရင် Chelsea မှာရွေးချယ်လို့ရတဲ့ကစားမတွေတိုက်စစ်ပိုင်းမှာရှိနေပြီမဲ့လို့ထီအောင်အောင်လုတ်ပြနိုင်စွမ်းရှိတဲ့ကစားမကနည်းပါတယ် ဆိုတော့နီးပြဖြစ်သူအနေနဲ့ Esteban ကိုလက်ဖွင့်ကိုထားเนาะကျွန်တော် sorry right wing ကိုထား Petronito ကိုလက်ဖွင့်ကိုထား Garnacho ကို Gidens ကိုမထည့်ပဲနဲ့အဲ့လိုလဲကျွန်တော်လောက်ကောင်းလောက်လာနေဆိုရင်ရှိတယ် Petronito ကဖြတ်တင်ပေါ့အရင်ပြရတာဝါသနာပါတယ်ဗျဒီလားနော် Crossing ပြရတာဒီကောင်တော်တော်ကိုအားတာတဲ့နေရာမှာပါတယ်အဲ့လိုမျိုးဆိုတော့ဘယ်လိုပြောမလဲဒီတောင်မန်ဒီမှာသလို့ရှိရင်ပေါ့နော်ရွေးချယ်စရာတွေရှိနေတယ်ကောင်းတဲ့ကစားမှာတော့အများကြီးရှိမနေဘူးဆိုတဲ့သဘောမျိုးပဲကျွန်တော်ကတော့ Esteban ကို Champions League မှာ အများကြီးကစားခွင့်ပေးလိုက်တော့ဒီပွဲတော့သူနေရာပေးလိမ့်မယ်လို့ကျွန်တော်မထင်ဘူးတကယ်တမ်းက Esteban ကိုနေရာပေးရမှာဒီလိုပွဲမျိုးကအဲကျွန်တော်ကတော့ Chelsea အတွက်ပေါ့နော်အင်ရှင်လဲသူတို့ဖြစ်တော့ကစားမယ့်အတင်းကလည်းအဆင့်20ကတိုင်ပတ်နေတဲ့အတင်းမျိုးလဲဖြစ်တော့ဒီပွဲကတော့အကြောင်းပြချက်မရှိ Chelsea အနေနဲ့နိုင်အောင်ဆွမ်းဆောင်တင့်နေတယ်မှာပါတယ်လို့ထင်တယ်ပေါ့နော် Chelsea နိုင်အောင်လုပ်ပြနိုင်မှာကျွန်တော်ရမှာဒီပွဲက Chelsea တရားသီးလို့မနိုင်ဘူးဗျာနိုင်ပွဲတစ်ပွဲပဲရရမယ်ဆိုဒီပွဲပဲ ဒီပွဲကိုနိုင်အောင်တော့ကစားဖို့လိုတယ်ဆိုတော့အဆင့်20မှာ10ပွဲကင်ပြီးတဲ့အချိန်မှာ10ပွဲမှမနိုင်သေးတဲ့အတွက်2ပွဲတည်ကြပြီးတော့10ပွဲရှုံနေထားတဲ့အတွက်တိုက်စစ်က90ကျော်ပြီးထားတဲ့အတွက်ချယ်ဆီတက်နိုင်သည်မြ9ပြက်နိုင်မှုကြိုးပမ်းရပါမယ်ဆိုတော့ EFN Cup မှာလည်းတွေးခဲ့ကြပြီးဖြစ်တဲ့အတွက်နှစ်သင်းစလုံးရဲ့အချိန်ဒီကိုတက်တဲ့နဲ့တင်ရိပ်မိလောက်ပါပြီ player quality နီးပြ quality လက်ရှိ current form တော့နှစ်သင်းစလုံးမှာဆိုလို့ရှိရင်ကွာချက်ဒီအများကြီးပါအဲ့တော့ချယ်ဆီကိုဘယ်လိုမှဒုက္ခပြနေစရာရှိတယ်လို့မထင်ဘူး တော်တော့သတိစီတွေပါတယ်အနည်းဆုံးတော့သွားလေဦးမယ်လို့ကျွန်တော်ထင်တယ်။ကျက်စီနေနေပေါ့နော်ဖိုးစီတွေပါတယ်လည်းသွားနေဆိုရင်ရှိတယ်လို့ထင်တယ်။ကာနာချိုရိုဂျီမီကစ်တင်စတို့ပါခွင့်ရမယ်ဆိုရင် go contribution တွေလုပ်နိုင်ဖို့အတွက်အခွင့်အရေးကောင်းလို့ကျွန်တော်ထင်တယ်။ဒီကလို့ရောဘလူးမင်ကြလည်းဒီပွဲမှာဘလူးရက်လက်တွေထွက်ပေါ်လာမယ်ထင်ကြပါလေ။ဆွေးနွေးကြပါအောင်ဆိုတော့ channel လေးကို subscribe နဲ့ add လုပ်ဆိုချင်နေပြီတော့တောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးပါ။